ခင်ဘုံကမင်းသမီးလေးကိုထားတယ်ဆိုပြီးပြောလာတဲ့တုံးဆက်ပရိသတ်ကြီးတို့မင်္ဂလာပါရှင်ဒီနေ့မှာတော့ပရိသတ်တွေအားလုံးစိတ်ဝင်စားသိကျင်နေကြတဲ့အမှုပညာရှင်တို့ရဲ့ပျော်ရှင်စရာအိမ်ထောင်ရေးရှုဝတ်ချက်တွေကိုဖော်ထုတ်တင်ပြပေးသွားမှာပဲဖြစ်ပါတယ်။သူမကတော့တရုတ်ဆောင်လဲကောင်းတယ်လို့ချစ်စရာကောင်းတဲ့မင်းသမီးလေးတုံးဆက်ပဲဖြစ်ပါတယ်။မကြသေးခင်ကမင်းသမီးလေးတုံးဆက်ကသူ့ရဲ့အိမ်ထောင်ရေးဘဝအကြောင်းကိုပွင့်ပွင့်လင်းလင်းပြောပြလာခဲ့ပါဗျ။ သူမဟာမကြသေးခင်ကမှအိမ်ထောင်ကျသွားပြီးသူမရဲ့အမျိုးသားကသူ့မုတ်ကိုတုံနေအောင်ချစ်တယ်လို့မင်းသမီးလေးတပါးလိုထားပြီးဖူးဖူးမှုချစ်ခံနေရတာပါအိမ်ထောင်ရင်းမှာအမျိုးသမီးတယောက်ကိုမင်းသမီးလေးလိုထားတဲ့ဆိုတဲ့စကားကအယံကိုနားထောင်လို့ကောင်းပြီးဘယ်မျိုးသမီးမဆိုလို့ခြင်းနဲ့ပေါ်လေဖြစ်လို့ပါပဲ30ရဲ့ပြောပြချက်အရသူ့ခင်ပွန်းကသူ့ကိုဘလောက်တောင်ဂယူဆိုင်လဲဆိုတာသိတာပါတယ်အိမ်မှုကိစ္စတွေသူ့အတွက်လိုအပ်တာတွေအားလုံးကိုခင်ပွန်းချစ်သူကအကုန်လုပ်ပေးလိမ့်ရှိပြီးသူပါမှပေးမလို့ဘူးလို့ဆိုပါတယ် ဒါဟာတကယ်ကိုအားကျစရာကောင်းတဲ့အိမ်ထောင်ရှင်ရောက်သားတယောက်ရဲ့အကြီးချင်းပါပဲနော်အမျိုးသမီးတယောက်အနေနဲ့ကိုကင်ဘုံကဒီလိုဂျူးဆက်ပေးတာကိုခံစားရတာဟာတကယ်ကိုပျော်စရာပါတုံးဆက်လေဒီလိုဂျူးဆက်မှုတွေပေါ်မှာအယမ်းကိုကျေးဇူးတင်ပြီးပျော်ရှင်နေပုံပေါ်ပါတယ်ဒါအပြင်သူ့ရဲ့ကိုဝင်ဆောင်စင်ကအမတ်တရားလေးတစ်ခုကိုလည်းပြောပြထားပါတယ်ဒါလေးကိုဝင်ရှိတုံးကကစမ်းမဲဆုအကြီးကြီးပေါက်ခဲ့တယ်လို့ပြောပြခဲ့ပါတယ်ဒါကြောင့်သူ့ဒါလေးကိုဒေါငါကကလေးလိုချစ်စနိုးခေါ်တယ်လို့လည်းဆိုပါတယ် ဒီစကားလေးကတားလေးပေါ်ထားတဲ့ချစ်ချင်းမေတ္တာကိုဖော်ပြနေတယ်လို့တားလေးရောက်လာပြီးနောက်ပိုင်းသူတို့မိသားစုလေးဘလောက်ပို့ပြီးပြည်စုံလာတယ်ဆိုတာကိုပါခန်းစားရစီပါတယ်။နောက်ပြီးတားလေးနဲ့ခင်ပွန်းရဲ့ဆက်ဆက်ရေးအကြောင်းကိုလည်းရေရေမောမောလေးပြောပြခဲ့ပါတယ်။တားလေးကသူ့အဖေကိုပူချစ်တယ်လို့ထင်ကြောင်းသူ့အဖေကြိုက်တာတွေပဲစားတက်ကြောင်းလည်းပြောပြခဲ့ပါတယ်။ဒါကလည်းပျော်ရှင်စရာမိသားစုပေါ်လေးတစ်ခုရဲ့တက်တေပါပဲတော့အဖေနဲ့သားကြကချစ်ချင်းမေတ္တာကလည်းမိသားစုကိုပို့ပြီးနှွေးထွေးစေပါတယ်။ ခြုံပြီးပြောရမယ်ဆိုရင်မင်းသမီး30ရဲ့အိမ်ထောင်ရေးဘောဟာတကယ်ကိုပျော်ရှင်ပြီးအားကျစရာကောင်းတဲ့အိမ်ထောင်ရေးပါပဲ။ခင်ပွန်းချစ်သူရဲ့ဂယူဆိုင်မှုချစ်ချင်းမေတ္တာတွေကြောင့်သူဟာအိမ်ထောင်ရေးမှာအရန်အားရှိပြီးပျော်ရှင်နေတာကိုတွေ့ရပါတယ်။ဒီလိုမျိုးပျော်ရှင်တဲ့အိမ်ထောင်ရေးဘောလေးကိုပိုင်ဆိုင်ထားတဲ့30နဲ့သူ့မိသားစုလေးပျော်ရှင်ကြမှာကြပါစေလို့ကျွန်တော်တို့ကလည်းဆုတောင်းပေးလိုက်ပါတယ်ရှင်။ဒီနေ့အတွက်တော့ဒီလောက်ပါပဲနောက်ပတ်မှာ ဘယ်နုပညာရှင်ရဲ့အကြောင်းကိုတင်ဆက်ပေးသွားမလဲဆိုတာစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်အားလုံးပဲပျော်ရှင်စရာကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေလို့ဆုတောင်းရင်းညီကုန်းချုပ်လိုက်ပါတယ်ရှင်ဂျေဆုတင်ပါတယ်ရှင်နောက်ပြီးတားလေးနဲ့ခင်ပွန်းရဲ့ဆက်ဆက်ရေးအကြောင်းကိုလည်းရဲရဲမောမောလေးပြောပြခဲ့ပါတယ်တားလေးကသူ့အဖေကိုပိုချစ်တယ်လို့ထင်ကြောင်းသူ့အဖေကြက်တာတွေပဲစားတဲ့ကြောင်းလည်းပြောပြခဲ့ပါတယ်ဒါကလည်းပျော်ရှင်စရာမိသားစုပေါ်လေးတစ်ခုရဲ့တက်တေပါပဲနော်အဖေနဲ့ဒါကြကချစ်ချင်းမေတ္တာကလည်းမိသားစုကိုပို့ပြီးနှွေးထွေးစေပါတယ် ခြုံပြီးပြောရမယ်ဆိုရင်မင်းသမီး30ရဲ့အိမ်ထောင်ရေးဘဝဟာတကယ့်ကိုပျော်ရွှင်ပြီးအားကျစရာကောင်းတဲ့အိမ်ထောင်ရေးပါပဲ။ခင်ဘုံကမင်းသမီးလေးကိုထားတယ်ဆိုပြီးပြောလာတဲ့30ဆက်ပရိသတ်ကြီးတို့မင်္ဂလာပါရှင်ဒီနေ့မှာတော့ပရိသတ်တွေအားလုံးစိတ်ဝင်စားသိကျင်နေကြတဲ့အမှုပညာရှင်တို့ရဲ့ပျော်ရှင်စရာအိမ်ထောင်ရေးရှုဝတ်ချက်တွေကိုဖော်ထုတ်တင်ပြပေးသွားမှာပဲဖြစ်ပါတယ်။သူမကတော့